။ဘီးရဲ့ဘာဝိုင်းတမန်နေပါမှာ။ကြာခင်ပြီးဆုံးတော့မယ်။ကိုရီးယားမြန်မာချစ်ကြည်ရေးအတွက်ရန်ကုန်နဲ့တလောက်ကိုဆက်သွယ်ထားတဲ့မြကူးတရားကိုမြင်တွေ့နေရတာလည်းဖြစ်ပါတယ်။အဲ့ဒီတရားအောက်ကရန်ကုန်မြစ်ထဲရွှေရှားသွားလာနေတဲ့တမန်ဆွဲသူတွေဟာမကြာခင်မှာအလုပ်တွေရန်နာရဖို့ရှိလာနေပါတယ်။ နေ့စဉ်တလားမှရန်ကုန်ကိုအလုလာလုံနေကြတဲ့မြစ်ကူးခီးတွေကိုပို့ဆောင်ပေးနေတဲ့တမန်ဆွဲသူတွေဟာခုလက်ရှိမှာတော့မိသားစုအတွက်အထောက်အကူပြုဝင်ငွေတွေကိုရှာဖွေပေးနေတာလည်းဖြစ်ပါတယ်အခုလက်ရှိမှာတော့ရန်ကုန်မှတလားသူတမန်များပြည့်ပြည့်ဆွဲပေးနေပြီးတယောက်ကိုငွေကျပ်300ဖြင့်စီးနှင်နိုင်ပါတယ်နေ့စဉ်ပြည့်ဆွဲပေးနေတဲ့တမန်ဆွဲသူတွေဟာအရေးရာတော့တဲ့အနာဂတ်များနဲ့မိသားစုဝန်ကြီးအတွက်စိတ်ပူပန်မှုတွေရှိနေပြီးအနာဂတ်အတွက်ဘာတွေပြင်ဆင်နေပြီလဲ တမန်ဆွေးသူတူပြောပြတာကတကြီးတဲ့ဘာဝရင်တမန်နေပါမှာဒီစီစင်းနဲ့အုံနာစင်းနဲ့ကတိတ်မကြမ်းတော့လူဘာဝလို့ဆိုရင်အုံနာစင်းနဲ့စီဘိုးနဲ့နှုတ်လိုက်ရင်မောင်းသားတွေအတွက်ကအဆင်မပြေတော့ဘူးလေဒီမင်းလှုပ်ရှားအောင်ကိုမော်လို့ပြန်ရှားအောင်လေတော်မှပြန်မလို့ပဲဒီတန်ရုံးစင်ပြီလို့ဒီလုပ်ကိုလုပ်နေတာမကြိုက်တဲ့စားဝင်နေမပြေလေပြေလေတဲ့နေရာကိုပြန်ပြောင်းအောင်တော့မဟုတ်ဘူးတရားပြီးွားလို့ကပတ်ဆော်ွားပြီးဆိုကျွန်တော်တို့တမန်သမားတွေကအုံနာနဲ့မောင်းတဲ့လူတွေပဲ ပဲကြိုက်တော့မယ်။အုံနာခန်းသမားကြီးကြတော့မကြိုက်တော့။သူတို့ကဒီတောင်းရလဲသူတို့ပတ်စံပဲလေ။ကျွန်တော်တို့ငါသမားကြီးကြတော့သူတို့အုံနာကြီးစီပိုးနှုတ်ပြီးမှပိုးတဲ့ပတ်စံလေးမှစားရမှာဆိုတော့ မြန်မာကိုရီးယားချစ်ကြည်ရေးဒလဒရာစီမံကိန်းများအားလုံးကိုဒီဇင်ဘာလကုန်တွင်ပြီးစနိုင်ရန်ရည်မှန်းထားဆောင်ရွက်နေကြသလိုရန်ကုန်မြစ်ထဲတားဆင်မီးဆက်ဖလေတမန်များဆွဲခြင်းအလုပ်ကိုလုပ်ကွင်လာတဲ့ဒေသခံတအူးမှသူ့ရဲ့အနာဂတ်မျှော်လင့်ချက်များကိုလေးပင်းမြန်မာနဲ့တွေ့ဆုံခြင်းမှာတော့အခုလိုပြောပြပါတယ်ကျွန်တော်တို့ဖိုးရီလက်ထက်တုန်းကဆိုရင်ဒီ7တောင်ပေါ်သေးဘူးပေါ့ဒီဟိုဘကန်ဒီဘကန်ကိုဟိုလက်နဲ့ခတ်ပိုးရတဲ့အဲ့ဒီခရီးရလောက်ခဲ့တာပေါ့ညာထိခဲ့မှုရှိတယ်ပေါ့ကွာ ဒီနေ့တသားလောက်ရရင်နောက်နေ့9000လောက်ပဲရမှာဆိုဘယ်လိုအဆင်ပြေတော့မလဲအဲ့အဲ့ဒါမျိုးလေးရှိတာပေါ့အများကြီးတော့နှဲဝနိုင်တယ်နှဲဝနိုင်ဆိုတာကတော့တင်း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 ပေါ့ပြောနိုင်တာပေါ့ကျွန်တော်ရဲ့ခံမှန်းချက်ပေါ့ဖြစ်လာမယ်ဖြစ်လာမယ်ဆိုတော့ကျွန်တော်လည်းအရင်မသိဘူးဒါပေမဲ့ဖြစ်လာဖို့ကတော့ပုံများပါတယ်ကျွန်တော်ဘောသမားရတော့ရရလို့လုပ်ပြီးတော့ကျင်းမလားလောက်ရတော့မှာပဲလေလေးမင်းမြန်မာပြည်သက်များအတွက်ရံမုံမြစ်ထဲကမရေရတဲ့အနာကက်များနဲ့တမန်သမားများအကြောင်းကိုတင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ် နောက်တစ်ခါမှာတော့ဗေဒီတာကအကြောင်းအရာတွေကိုတင်ဆက်သွားမလဲဆိုတာကတော့လေးပင်းမြန်မာပြည်သူများအနေနဲ့စောင့်မျှော်ကြည့်ရှုနိုင်ပါ रे ခင်ဗျာ